ကျွန်တော်ပြောချင်တာကတမညာသီးတုပ်ဆိုပြီးတမညာသီးရဲ့နင်းပိတ်စားနေတဲ့ကိစ္စပါတမညာသီးကအဲ့လိုမျိုးစားတာအန်ဒီရဲ့အရန်များပါတယ်အစာအိမ်ပေါက်တတ်ပါတယ်နော်အခု AI ခက်ကြီးမှာ ChatGPT တွေလည်းရှိရဲ့တမညာသီးတုပ်စားလို့ရှိရင်ရမယ်အရသာလူတိုင်းသိပြီးသားချင်မယ်ခားမယ်ဘာဖြစ်လို့စားကြတာလဲဩအားပေးချင်လို့အော်နောက်တစ်ခုကအဲပေါ်ပင်ပေါ့အဲနောက်တစ်ခုကတော့ဟိုဘယ်လိုခေါ်မလဲ ဟိုဘလို့အရသာရှိတယ်လဲမြည်းဆန်းကြည့်ကြင်လို့ဘလို့မြန်လဲနေမလဲပေါ့နော်ဘလို့မြန်နေမလဲပေါ့ဆိုပြီးတော့မှဒီလူတွေကအဲ့တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလဲတန်းစီမစားပါဘူးဟုတ်တယ်လားဒီလိုပဲပေါ့အကောင်လုံးတွက်သူအချိန်လေးကုန်သွားရက်သွားမှာပေါ့ဘာဒီကိုကြီးကြီးကျယ်ကျယ် FDA နေတာတော့ဘာဒီကိုကြီးကျယ်နေတာတော့တံမြာသီးတောက်တပူးရောင်းလိုက်လို့ဘလောက်မြတ်မှာလဲ အားလုံးမင်္ဂလာပါမွေးချန်နယ်လေးရဲ့ကြိုဆိုလိုက်ပါရဲမိုးအခုတစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ဖက်ထီမရောက်တဲ့တမန်တိတုတ်ကအရန်အောင်မအန်ဒီယံများချောင်းကိုပြပြလာတဲ့နိုင်ငံသားဟာဆရာဝန်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးရဲ့နောက်မှာဆိုလို့ရှိရင်တော့ဆရာမအယ်မိုတင်ရပါတော့ဖက်ထီမရောက်တဲ့တမန်တိတုတ်ကိုလူတွေကနေတိုင်းဝယ်မစားဘူးပေါ့နော်ခဏပေါ်ပင်မှုလို့ခဏတန်းစီပြီးတော့တိုးနေကြတာပေါ့နော်ဒီဟာအန်ဒီယံလည်းအဲ့လောက်မဖြစ်နိုင်ဘူးဆိုပြီးတော့ပြောလာပါတော့ဖက်ထီမတမန်တိတုတ်ကကျမ်းမိုင်နဲ့မညီညွတ်ဘူးဆိုပြီးတော့သွားစစ်တဲ့သူတွေကိုဆရာမအယ်မိုတင်ကနေပြီးတော့ထိထိမိမိနဲ့ပြောလာတာဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုရင်တော့အပြည့်စုံပါတယ်ပေါ့နော်ဆရာ မအရွန်ဒီပြောတာအရောက်မှမှန်တယ်ပေါ့နော်ဖက်တီမလည်းတနာပါတယ်သူမဘိုက်ကြီးနဲ့ရောင်းရတာပေါ့နော်အခုဆိုလို့ရှိရင်တော့အပိတ်ခံလေးရပြီပေါ့နော်ဗီဒီယိုလေးကိုစုပ်ထည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဘာစားနေလဲသိလား grapefruit ပါမြန်မာပြည်မှာ online မှာပဲအချိန်မဲကြည့်လိုက်ကြည့်လိုက် မန္တလေးရတမယာသီးတုပ်ဆိုတာခက်စားပြီးတော့လူတွေတအားပဲစားနေကြတယ်အဲ့တော့ကျွန်တော်လည်းစားချင်တယ်ဒါပေမဲ့အစာအိမ်အတွက်အန်ဒီရဲ့များလို့နဲ့တမယာသီးကိုစားလို့မသင့်ဘူးကနော်မစားသင့်တဲ့အတွက်ကြောင့်ကျွန်တော် grapefruit သီးနဲ့စားနေပါတယ် grapefruit သီးကိုပဲပုံမဟုတ်ရဲ့နေဦးသီးလော်ရဲ့နဲ့ so good well ကျွန်တော်ပြောချင်တာက တမယာသီးတုပ်ဆိုပြီးတမယာသီးရဲ့နင်းပိတ်စားနေတဲ့ကိစ္စပါတမယာသီးကအဲ့လိုမျိုးစားတာအန်ဒီရဲ့အရန်များပါတယ်အစာအိမ်ပေါက်တတ်ပါတယ်နော်အခု AI ခက်ကြီးမှာ ChatGPT တွေလည်းရှိရယ်အားလုံးကိုဟာနဲ့ကိုမေးကြည့်ကြည့်လို့ရတယ်တမယာသီးဟာ safe amount ပေါ့နော်အန်ဒီရဲ့ကင်းကင်းတဲ့လူတယောက်စားနိုင်တာကတရက်ကိုတမယာသီးအလုံးတစ်ဝက်ကနေတစ်လုံးအထိပဲစားသင့်ပါတယ်တမယာသီးတစ်လုံး ပဲစားတင်ပါတယ်အခုဟာတမယာတိကိုလီးပြီးတုတ်တောင်မဟုတ်အလုံးလိုက်ကြီးတွေကိုစားနေကြတာပေါ့နော်ဆိုတော့သိပြီးတော့အန်ဒီရများတယ်အစာအိမ်ပေါက်တဲ့ပြဿနာကြီးဖြစ်လာပါလိမ့်မယ်နော်အဲ့ဒါလေးကိုသတိပေးချင်တာသတိပေးချင်ပေမဲ့လေသူများရဲ့စီးပွားရေးဆိုတော့ဟွန်းပြောကောင်းမပြောကောင်းစဉ်းစားမြင်ရတလားနောက်တော့မထူးတော့ပါဘူးလို့ပြီးခါကြမှာမဟုတ်တန်တရားတွေအများကြီးဖြစ်လာရင် မကောင်းဘူးအဲ့တော့ပြောပြလိုက်တာကောင်းပါရဲ့လေလို့အားကြောင့်စဉ်းစားပါဒါမဲ့အရန် စားချင်စရာကောင်းတဲ့အပေါ်မှာကျွန်တော်စားချင်လုံးလုံးကျွန်တော်ကတော့ grapefruit tea နဲ့စားနေပါဗျ။အဲ့ဒါကိုလိမ္မော်သီးတို့ဘာလို့လဲစားပေါ့နော်။တမယာသီးဆိုတာအဲ့လိုစားဖို့ဟိုဖြစ်ပေါ်လာတဲ့အသီးမျိုးမဟုတ်ဘူးနော်။တမယာသီးဟာ vitamin C အရန်ကျွယ်ဝတယ်။အရန်ကောင်းတယ်။ဒါပေမဲ့ acidity အရန်မြင့်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ safe amount နော်အန်ဒီရဲ့ကင်းကင်းလူတယောက်အန်ဒီရဲ့ကင်းကင်းနဲ့တစ်နေ့စားလို့ရတဲ့ consumption daily consumption save amount ဟာ half to a whole lime အများသည်တဝက်ဒါမှမဟုတ်ရင်တလုံးပေါ့နော်အဲ့ဒါပဲအဲ့ထက်ပိုများရင်အန်ဒီရဲ့အရန်များပါတယ်။အများသည်ကိုအလိုပကံကြီးတွေနဲ့စားပြနေတာတွေကလုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပါအဲ့ဒါလေးပြောပြချင်တာပါသိရမလားကျမကလေးပါလေးရပကူစားဆိုကျမကတော့อืมပကံလိုက်စားလို့ရတဲ့ ် grapefruit ကိုစားနေပါတယ် bye it's so good ဖတိမတက်မြလေးရလေသူ့ထဲမှာလေငပိတွေများလို့လားဒါမှမဟုတ်အချုံမှုတွေများသွားလို့လားငမြိုင်တွေများသွားလို့လားအခုဟာဒီတစ်တော့မှာကွာသူကအရာခွင့်ပိတ်ခံလိုက်ရပြီတဲ့ဘာလို့လဲတကယ်လို့များသွားတယ်ဆိုရင်လည်း short ထည့်ခိုင်းမယ်လေပြောကြပေါ့ဘာလို့လဲတိကြလားတိတယ်ဆိုရင်ကိုယ့်မှာမှတ်ခဲ့ပြကြအောင်နော် ။တံမြာသီးတုံစားလို့ရှင်ရမယ်အရသာဘူးတိုင်းသိပြီးသားချင်မဲ့ခားမယ်။ဘာဖြစ်လို့စားကြတာလဲ။ဩအားပေးချင်လို့။ဩနောက်တစ်ခုကအဲပေါ်ပင်ပေါ့။အဲနောက်တစ်ခုကတော့ဟိုဘယ်လိုခေါ်မလဲ။ဟိုဘလို့အရသာရှိတယ်လဲမြီးဆန်းကြည့်ကြလို့ဘလို့မြန်းလဲနေမလဲပေါ့နော်ဘလို့မြန်းနေမလဲပေါ့ဆိုပြီးတော့မှဒီလူတွေကအဲ့တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလည်းတန်းစီမစားပါဘူးဟုတ်တယ်လားဒီလိုပဲပေါ့အကောင်လုံးတွက်သူအချိန်လေးကုန်သွားရင်ရက်သွားမှာပေါ့ ဘာဒီကိုကြီးကြီးကျယ်ကျယ် FDA နေတာတော့ဘာဒီကိုကြီးကျယ်နေရတော့တမျာသည်တောက်တဘူးရောင်းလိုက်လို့ဘလောက်မြက်မှာလဲသူရောင်းတာမှာတဘူးမှာဘလောက်လဲ၄900လားဟုတ်လားเนาะ၄900ရောင်းလို့ဘလောက်မြက်မလဲတဝက်မြက်အောင်900ရောင်း2500ပဲမြက်အောင်ဟုတ်လား900ရောင်းလို့2500ပဲမြက်အောင်စေဘူးရောင်းရင်2000ကျွဲ့ဘူတီယာရောင်းရင်2000ကျွဲ့ ဟုတ်တယ်လားကျမပြောတာလေကဲဘူတီယာရောင်းမှာ2သိန်းခွဲသူလဲအဲ့နရတဲ့ပတ်စံကနော်တနေ့ဘူး900ပဲရောင်းအောင်ဘေးနားမှာလှုပ်ပေးရတဲ့သူတွေ၊ကင်ပေးရတဲ့သူတွေ၊ဘာညာတရကာတွေဝန်ထမ်းကတွေသူလဲရှိသေးရဲ့လေသူလဲအလကားမတင်မြက်နေတာမှမဟုတ်တာဒီဘူးဘိုးတွေခွက်ဘိုးတွေပလုံးဘိုးတွေလဲရှိသေးရဲ့လေ သူတော်မှသူကသူ update လေး upgrade လေးလှောက်ရှာပါတယ်အရင်တော့ဆိုဆက်ဆက်ရောင်းခြင်းတော့ကြွကြွနဲ့ထုတ်ပေးတာနဲ့တူတယ်နော်ငါမြင်တာလေနောက်ပိုင်းဆိုဘူးလေးနဲ့တေးသေးစကြလေးထုတ်တယ်လေနော်ဆိုတော့ကဲဟုတ်ပါတံမြာတိတစ်လုံးတော့အရင်က400ရှိတယ်90ရာခိုင်နှုန်းမမြတ်ပါဘူးမြတ်တော့လေတထေးမဖြစ်ပါဘူးတစ်တစ်လုံးလည်းမရောင်းရပါဘူးခဏလေးရောင်းရတာနေလိုက်ပါလားအမတထေးပြရောင်းစားနေတဲ့ဟာလေရွှေတထောင်လောက်ငွေတထောင်လောက်တည်သွားစစ်လေး တစ်ချိန်လုံးမှာတိုက်တီကားတွေကြွားပြနေတဲ့သူတွေသွားဆင့်လင် MLM တွေကိုရောင်းပြီးတော့မှဘယ်ကမှမသိတဲ့အလှကုန်တွေကိုရောင်းပြီးတော့မှချီနေမိုးနေကြွားနေဟွာဖြစ်နေတဲ့သူတွေကိုသွားစစ်လေအဲ့မှာအဲ့နင်တို့အလှကုန်သွင်းလာတယ်အိမ်ဟုတ်ပြီငါတို့နိုင်ငံတွင်းမှာရောင်းနေတယ်ဒါတွေကဘယ်ကလာတာလဲဘာလဲဘေးဥပအန်ဒီရဲ့ကင်းရှင်းရဲ့လားစစ်လေအဲ့လိုဟာမျိုးတွေကိုကြတော့မစစ်ဘဲနဲ့ဒီမှာရောင်းစားနေတာအဲ့လိုဟာမျိုးတွေဟိုမှာဘဝတွေတောင်ပြောင်းကုန်ပြီ ဒီမဟုတ်တဲ့လမ်းပြရတမ်းမြာသီးတုတ်တယ်ကြတော့သူတွားပြီးတော့မှလုတ်တယ်အဲ့မှာအဲ့ MLM နေစစ်ပါလား MLM နေစစ်ပါလားပြောမနာလိုလို့လို့ဖြစ်အောင်မယ်နော်မနာလိုစရာအကြောင်းရှိပါဘူးကျမလည်းမရှိစင်းရင်သားလေးကြတော့နှိမ်လို့မလို့ကျမဝင်ပြောတာနော်မရှိတဲ့သူကြတော့နှိမ်လိုက်တာမရှိလို့လှုပ်ရှားနေတဲ့သူကြတော့နှိမ်လိုက်တာ ဘုံမပြောင်းတော့ပါဘူးတိုက်ကြီးလည်းမဝင်နိုင်ပါဘူးကားကြီးလည်းမဝင်နိုင်ပါဘူးသေးကြပါရဲ့တိပါရဲ့ဒါကြီးကဟိုမှာကောလဂျင်းနေဘယ်ကမှမသိဘူးပိန်စည်းတွေတပိချင်းစည်းတွေနိုကြီးစည်းတွေဖင်ကြီးစည်းတွေဘာတွေနဲ့ပေါ်ဆက်လို့ပေါ်ဆက်ထားမှမသိဘူးတင်းတိတ်ပြောက်စည်းတွေ ဟာအော်ဟေ့ပြီးတော့မှတနေ့တနေ့ဟာတစ်တော့ဆိုပို့ဆိုးတယ်သူတို့ကြီးပဲကျောင်းလိုက်တာလေးဆိုလဲဘီယောင်းတက်သူတို့ကြီးပဲအဲ့အဲ့ဒီပစ္စည်းတွေကျွန်မ FDA တွေဘာတွေစစ်တာတွေမကြားမိပါဘူးနော် FDA တွေဘာတွေမမေးမမသိပါဘူးမရှိပါဘူးအဲ့ဒါတွေကြတော့ဘာဖြစ်လို့လဲရောင်းလို့ရလားရောင်းလို့ရလားအဲ့လိုကြတော့ မရှိစင်းရဲသားလေးတွေကြတော့အရန်တော့အရန်အရန်အားကြောင့်လို့လေစန့်ရှင်အောင်ကြိုးစားကြပစံဒုတိယဘုရားသခင်ဆိုတာတိတ်မှန်နေစန့်ရှင်ဘာအနေနဲ့ပဇက်ပေါက်တွေအကုန်လုံးကိုပစံနဲ့စို့ထားလို့ရတယ်နော်အေးပဇက်ပေါက်တွေကိုပစံနဲ့မစို့ထားရင်ဖြစ်တာပဲဘယ်နာအနေနဲ့အဲ့ဒါပစံနဲ့ဘယ်တိုင်းပြီဖြစ်ဖြစ် ်ဘယ်နိုင်ငံဖြစ်ဖြစ်နော်အမလေးဘယ်ကမှမသိဘာမှမသိဘာလာလာဒီပါကင်ထဲကိုထည့်တဲ့ MLM ပစ္စည်းတွေကြတော့ဘာ FTA မှမရှိဘူးဘယ်ခွေးတကောင်ကြောင်တမိအမမစစ်ဘူးအော်လူတွေမျက်နှာတွေစုပ်ပြတ်တက်လို့ဒီမှာတင်ညာဟဲ့ပြောကြဟဲ့ပြုကြဟဲ့ဆိုအမလေးဒီဟာတွေကအုံနေချင်းနဲ့နဲ့ဝိုင်းပြီးတော့မှစေကြဆိုကြလို့ဥမဟိုနစ်နာတဲ့သူကလေပြန်ပြီးတော့မှငြိမ်လိုက်ရတယ် ဘယ်ဘယ်ဥပဒေကမှအကာအကွယ်မပေးဘူးအဲ့လိုမျိုးကြတော့မမာရဲတမီယာသီးတုတ်ကျမ်းမာရင်းနဲ့မညီညွတ်ဘူးလူတွေလည်းကိုယ်အသက်ပြီးတော့ကိုယ်သိတယ်နေတိုင်းတော့မသားပေါ်အောင်ဘယ်သူမှနေတိုင်းသွားစားမနေဘူးတခါပေါ့အဲ့လိုတခါတခါလူတွေများသွားတော့နေစဉ်လေးပေါ့အုံလေးနဲ့ဖြစ်နေတာပေါ့ပေါ်ပင်လေးပေါ့ကံကျိုးပြီးတော့လေးပေါ့တတလုံးလဲသူရောင်းရခြင်းမရောင်းရမှာပေါ့ ရပါစေအခုတော့ဈေးမရောက်အောင်ဆိုတော့ကျမယူနွဲနေမကောင်းဘူးကျမလည်းသတိပေးပါတယ်ပြောပါတယ်လှုပ်တဲ့သူလည်းတန်တန်ရှင်းရှင်းလို့စားတဲ့သူတွေလည်းဟိုသတိထားပြီးတော့မှစားရာဒီဥဒုနဲ့ကျမယူထိခိုက်တယ်ဆိုရင်တော့မကောင်းဘူးရောင်းနေသူကလည်းတန်တန်ရှင်းရှင်းနဲ့ရောင်းတော့ရေရှည်ရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီအရေးတွေမြင်လို့ပြောခဲ့တာဒီအရေးတွေမြင်လို့ကျမကပြောတာနော်အဲ့လိုပြောရင်လေအမလေးဒီဖိုင်းနေရာတကပါတယ်လို့ဖြစ်မယ်ဒီလိုအရေးတွေမြင်လို့ ဒီလိုအရေးတွေမြင်လို့ရောင်းတဲ့သူလည်းတန်တန်ရှင်းရှင်းနဲ့လှုပ်ပြီးရောင်းတော့တော့ကြာအရင်အုပ်အော်တောင်းနေဆိုတဲ့ခါကျတော့အခုလိုမျက်စိကျစရာဖြစ်ပြီးအခုလိုဖြစ်မှာဆိုလို့ကျမသတိပေးခဲ့ပါသေးတယ်ကျမပြောခဲ့ပါသေးတယ်ရောင်းတဲ့သူလည်းတေးသေးချာတန်တန်ရှင်းရှင်းနဲ့ရောင်းတန်တန်ရှင်းရှင်းနဲ့လှုပ်ကိုင်းစားတဲ့သူတွေလည်းသတိနဲ့စားငါလည်းတမညာတိအကြောင်းပြောတော့ပါဇက်ထက်မှတရေတွေတောင်ဖြစ်နေလို့ပဲ လည်းမကြိုက်ပါဘူးတမ်းမြာသီးတော့ကျွန်မစားမလားမင်းကျွန်မမစားပါဘူးကျွန်မကြိုက်တဲ့အစားအစာမဟုတ်ကျွန်မအချင်ရမ်းကြောက်တယ်ဒါမဲ့မတော်မတရားမလို့ကျွန်မလည်းမမြင်ဘူးအဲ့လိုမရှိစင်ရဲသားတွေကိုအဲ့လိုမျိုးလင်းနိုင်နေတာဆိုကျွန်မမကြိုက်ဘူးအမကျွားနေခြေနေမိုးနေတဲ့အမရွှေတရောင်ငွေတရောင်စိန်တရောင်နေနဲ့အမအမလေးကားရှိုးရုံးကြီးတွေရောအမလေးဘလိုတွေကအမခြေမိုးပြနေတဲ့ဟာတွေရဲ့ပစ္စည်းတွေ FDA ရှိသလားစစ်လဲ စစ်လင် FDA အမအလှကုန်တွေလေးဈေးတွေလေးစစ်လင် FDA ကြိုက်ပါတယ်ဥပဒေတိုင်းဆောင်ရွက်ပြီးဒါပေမဲ့တပြင်းကြီးဆောင်ရွက်အဲ့ MLN ကုန်ပစ္စည်းတွေအများကြီးပဲရှိတယ် FDA မြန်မာ FDA တခုမှမရှိဘူးဘေးကင်းလုံခြုံမှုဘာတခုမှမရှိဘူး ဘာတခုမှစားသုံးသူပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဘာတခုမှမရှိဘူးတို့ကဘဝပြောင်းနေလေတို့ရဲ့စားသုံးသူပေါ်မှာလှုပ်တဲ့လှုပ်ရက်ကဟိုတမီယာသီးတယ်ကသူ့ဟာသူတော်မှအနိုင်နိုင်ရဲ့ဘဝမပြောင်းပါဘူးเนาะလူโซတွေတမီယာသီးရလေးဟွာအချို့မညာပါလို့လားညံပြရောညာပါလားရှော့ထည့်ပြီးမှာပေါ့ကြိုပြောပေါ့ ဘာလို့မရောင်းอ่ะလဲမမသိတော့ဘူးတကယ်မသိဘူးဖက်တီမာတမယာတီးရတဲ့အဲ့ဒါရောင်းလို့မရတော့ဘူးလေဆိုပြီးတော့တက်တော့ပေါ်တက်လာဟဲ့ဘာဖြစ်ရောင်းမရလဲပေါ့ဆိုရှင်တို့သိလားသိပြောပေးကြရအောင်ဖက်တီမာရဲ့တမယာတီးတုံဆိုင်အနေနဲ့ဖြစ်နိုင်ဆောင်ရှင်းပြလာခဲ့တဲ့ဆရာဝန်တို့ခုချိန်မှာအင်တာနက်ပေါ်မှာမြန်မာနိုင်ငံသားတွေကခေတ်စားနေကြတာကတမယာတီးတုံပေါ့ဒါလည်းမန်လေးမြို့ဥပိန်ကြားဘောကတမယာတီးတုံရောင်းနေအချင်းပေါင်းတယ်လေးဖက်တီမာကြောင့်လို့စွန့်ရပါမှာ အခုဆိုရင်ဖတိမတံမြာတီတုံးဟာမန်လေးမြို့မှာသာမကမြန်မာနိုင်ငံလုံးထိကိုနာမည်ကြီးဟေပန်စားနေရကြောင်းလဲလူတွေကတံမြာတီတုံးကိုစိုင်းမာတမျိုးအိမ်မာတပုံတကူတကောင်ကိုတွားရောက်စားတော့နေကြပါပြီခုဆိုရင်ဖတိမတံမြာတီတုံးကြောင့်ပဲရန်ကုန်မြို့ကမမကြီးတွေးကင်လို့ဆယ်လီတော်မှာတံမြာတီတုံးကိုရောင်းချနေတယ်လို့လူတိုင်းဒီမှာစားနေကြတာပါခုဆိုရင်နာမည်ကြီးဆယ်လီတော်မှာတံမြာတီတုံးစားပြနေကြတာပါဒါပေမဲ့ခုတစ်ခါမှာတော့လူတွေကဖတိမတံမြာတီတုံးကအနေအမြားပုံကို နိုင်ငံကဆရာဝန်တယောက်ကသတိပေးလာတာပါဆရာဝန်ကတမယာသီးဆိုတော့အစ်စ်ချင်တဲ့ဖြစ်တယ်လို့ဆိုရတယ်။ဒါကြောင့်လူတယောက်စားနိုင်တဲ့တမယာသီးပမာဏဟာတမယာသီးတစ်ချံအများဆုံးတမယာသီးကလုံးဖြစ်တယ်လို့ဆိုရတယ်။ဒါမှမဟုတ်ခုချိန်မှာတော့လူတွေဟာတမယာသီးအလုံးပေါင်းများစွာကိုစားပြနေကြတာပါ။ဒီလိုလူတယောက်ကအစ်စ်တက်လွန်ခဲ့တဲ့တမယာသီးအများကြီးကိုစားရင်အစာရင်အချိန်ပေါက်ကအသက်အန္တရာယ်ရှိနိုင်တယ်လို့ဆိုရတယ်။ဒါ့အပြင်တချို့လူတွေကတော့နေရာတိုင်းရရှိနိုင်ဖြစ်တာကြောင့် နေရင်ကရမ်းပူနေပြီးတော့လေရင်ကလည်းရမ်းတိုက်နေကြတာပေါ့ဒီလိုမျိုးတမညာသီးလိုမျိုးအချင်းကြီးကိုငပိရင်မြုပ်သီးရင်လည်းတွဲဖက်စားသုံးတဲ့အခါမှာဝမ်းပြက်ဝမ်းရှောင်းရောဂါရယ်နဲ့ဖြစ်ပေါ်စေနိုင်ကြောင်းကိုသတိပေးလာပါရစေ မွေးဗီဒီယိုလေးကိုစောက်ထစ်လက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုတက်မှာဆိုလို့ရှင်တော့ဖတ်တီမရောင်းတဲ့တင်မြတီတုတ်ကဘလောက်အန္တရာယ်ရှိလဲဆိုပြီးတော့ပြောလာတဲ့ဆရာဝန်နဲ့ဆရာမအယ်မိုတင်ရပါတော့ဒီဖတ်တီမကိုတနာကြောင်ပြောလာပါတော့ချိတဲ့မျိုးတွေရောဘသူကမှန်လဲဘသူကမှားလဲဆိုတာကို comment လေးမှာရေးပြဖို့တောင်းဆိုပါတယ်ရှင်ဗီဒီယိုလေးကိုစောက်ထစ်လက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆယ်လီသက်တဲ့နေ့ဟာတဗီဒီယိုလေးဘဟုတုတရရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြီးသားမှာမွေး channel လေးကိုလာရန် subscribe နှစ်တာဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ